ူနွေးနေပါစေလို့အမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှပေးလို့မှဖြစ်ပါတယ်။ကုသိုလ်ပူနွေးနေပါစေဆိုတော့ကုသိုလ်အေးဆက်မနေပါစေနဲ့လို့ဆိုလိုပါတယ်။ကုသိုလ်အေးဆက်နေတယ်ဆိုတာကကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာအချိန်ကာလကြီးအများကြီးချားနေတဲ့အတွက်ကြောင့် ပြုခဲ့ပြီးတဲ့ကုသိုလ်ကိုလည်းသတိမရတော့ဘူး။နောင်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်။ကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာအချိန်ကာလအများကြီးကွာနေတော့ကိုယ့်ရဲ့စိတ်ဆက်မှာကုသိုလ်ဓာတ်တွေဖြစ်မနေဘူး။လောလောဆယ်ပူပူနွန်းနွန်းလေးကုသိုလ်တွေဖြစ်မနေဘူး။ဒါကိုပဲကုသိုလ်အေးဆက်နေတယ်လို့ခေါ်တယ်။တချို့ကကုသိုလ်ကောင်းမှုတွေမမေ့ပါဘူး။ကုသိုလ်ကောင်းမှုတွေအများတန်းလုပ်နေပါတယ်။ကုသိုလ်ကိုမမေ့ပါဘူး။ကုသိုလ်တွေလုပ်နေပါတယ်လို့ဆိုပေမဲ့တနေ့တမတခါကုသိုလ်လုပ်တာမျိုး၊တစ်လမှတခါကုသိုလ်လုပ်တာမျိုး အခါကြီးရဲ့ကြီးနေကြမှာကုသိုလ်ကံမှုပြုတာမျိုးပါဝင်ဝါအတွက်ကြမှာကုသိုလ်ကံမှုပြုတာမျိုးမွေးနေကြမှာအထိတ်မှတ်နေတခုခုကြမှာကုသိုလ်ကံမှုထပ်ပြုတာမျိုးဖြစ်နေတယ်။အဲ့လိုဆိုတော့ကုသိုလ်တစ်ခုနဲ့တစ်ခုကြမှာအချင်းကားတွေကအများကြီးချားနေတဲ့အတွက်စိတ်စင်မှာအမြဲတမ်းကုသိုလ်တက်တည်ဖြစ်မနေဘူး။ကုသိုလ်ပူနေတယ်ဆိုတာက ရှင်းတဲ့နောက်အဆက်မပြတ်ကုသိုလ်တွေဆက်ဆက်နေတာကိုပြောတာမနေ့ကလည်းကုသိုလ်နဲ့ဒီနေ့လည်းကုသိုလ်နဲ့မနေ့ပြန်လည်းကုသိုလ်နဲ့အရင်တစ်ပတ်ကလည်းကုသိုလ်နဲ့ဒီတစ်ပတ်လည်းကုသိုလ်နဲ့နောက်တစ်ပတ်လည်းကုသိုလ်နဲ့အရင်လကလည်းကုသိုလ်နဲ့ဒီလလည်းကုသိုလ်နဲ့နောက်လလည်းကုသိုလ်နဲ့အတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါးလုံးမှာကုသိုလ်ကောင်းမှုတွေရှင်းအောင်မပြတ်ဆက်ဆက်နေတာကိုပဲကုသိုလ်ပူနွေးနေတယ်လို့ခေါ်ပါတယ်ဒီတော့ကုသိုလ်ကောင်းမှုဟာတခါတည်းမှပြတ်တောင်းပြန်လာလို့ပြီးတော့အေးဆက်နေတာမျိုးဖြစ်မနေစေရဘူး အဆက်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ရှင်းအောင်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ကုသိုလ်ပူနွေးနေတာမျိုးပဲဖြစ်ရမယ်အဲ့တော့ဒါနကုသိုလ်နမူနာလေးကြည့်လိုက်ပေါ့တခါတည်းမှပဲဒါနကုသိုလ်ပြုတယ်ဆိုရင်ပြုပြီးသားကုသိုလ်ကလည်းတတိမရတော့ဘူးနောက်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်အဲ့တော့အမြဲမပြတ်ကုသိုလ်ပြုနေတယ်ဆိုတော့ကုသိုလ်ပူနွေးတာပေါ့ကုသိုလ်ပူနွေးတဲ့ကလည်းနှစ်မျိုးရှိတယ်ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးတာရယ်ပြုစဲအစ်စ်နဲ့ကုသိုလ်ပူနွေးတာရယ် ြုပြီးအဟောင်းနဲ့ကုသပူနွေးတယ်ဆိုတာကကိုပြုပြီးသားကုသကောင်းမှုတွေကိုထက်ထက်လေးပြန်ပြီးတော့ဆင်ခြင်နှလုံးသွင်းနေတာအောင့်မေ့တတိယနေတာပြုစဲအသည့်နဲ့ကုသကောင်းမှုပြုကုသပူနွေးတယ်ဆိုတာကတော့ခုလောလောဆယ်ကိုကုသအသည့်သည့်ပြုနေတာနောက်အနည်းကလာမဲ့ရက်ပိုင်းလာမဲ့လာပိုင်းအတွင်းမှာလည်းတိတိကျကျသတ်မှတ်ရတဲ့ကုသကောင်းမှုတစ်ခုခုအစင်းနဲ့ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီကုသကောင်းမှုတွေကြိုတင်ပြင်ဆင်နေတာ။ အဲ့ဒါဆိုရင်ပြုစဲအသည်နဲ့ကုသိုလ်ပူနွေးတယ်လို့ခေါ်ပါတယ်အဲ့တော့ပြီးအဟောင်းနဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲပြုစဲအသက်နဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲပြီးပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးဖို့ဆိုရင်တော့ကိုပြုပြီးသားကုသိုလ်ကောင်းမှုတွေကို ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာစနစ်တကျမှတ်သားထားဖို့လိုတယ်ဒါဒါနကိုဥစဉ်နဲ့နမူနာပြောနေတာပေါ့နော်အဲ့တော့ဘယ်နည်းဘယ်ရက်ကဘသူကိုဗာလိလှူလိုက်တယ်ဘလောက်ဖူးဘလောက်ကုန်ကြတယ်စသည်အားဖြင့်ပေါ့ တော့ကိုလှူတိုင်းလှူတိုင်းကိုလှူရတဲ့ကုသိုလ်ကောင်းမှုတွေကိုကုသိုလ်မှတ်တမ်းဆိုတဲ့စာအုပ်လေးထဲမှာမှတ်တမ်းပြုစုထားမယ်ဆိုရင်မကြမကြဒီစာအုပ်လေးပြန်ပြန်ဖတ်ပြီးတော့အာဘယ်နှစ်ဘဲကဘာလုပ်ခဲ့တာပါလားပြန်တတိယပြီးတော့အခုလောလောဆယ်ကိုလှူနေရတယ်လို့အခုလောလောဆယ်ကိုကုသိုလ်ပြုနေရတယ်လို့မျိုး ကုသိုလ်ပူနွေးသွားတယ်ဒီတိုင်းပဲမှတ်တမ်းစာအုပ်ထဲမှာမှတ်မထားဘူးဆိုရင်တော့ပြိဝိသကုသိုလ်ကောင်းမှုတွေကမင်းနေတတ်တယ်ပြပီကစားလေးတော့တတိယနေတာပေါ့လေပြပီ2ရက်3ရက်4ရက်6ရက်တော့မှတ်မိနေတယ်ကြာသွားလို့ရှိရင် မေ့သွားတတ်တယ် တ်တမ်းစာအုပ်လေးမှာတိကျရေးထားတယ်ဆိုရင်တော့ဒီစာအုပ်လေးမကြမ်းမကြမ်းပြန်ဖတ်ပြီးတော့ဘယ်နည်းဘဲကဘယ်မှာဘာလူခဲ့ဘူးပါလားပြန်တတိယပြီးတော့စိတ်ထဲမှာတမျိုးကြည်လင်ရွှင်လန်းပြီးတော့ပီတိတွေဖြစ်သွားပါတယ်ဒီတိုင်းအလိုသဘောပြန်ပြီးတော့တတိယရတာနဲ့စာအုပ်လေးဖတ်ပြီးတော့တိတိကျကျအခေယတင်ထားတာကိုဖတ်ပြီးတော့တတိယရတာနဲ့အရသာချင်းမတူပါဘူးဒါကြောင့်ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာဘယ်နည်းဘဲကဘာလို့လဲမှတ်တမ်းလေးတွေရေးထားဖို့လိုတယ်။သာသနာရေးဆိုင်ရာကုသိုလ်မှတ်တမ်း လူမှုရေးဆိုင်ရာကုသိုလ်မှတ်တမ်းမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းစသည်အဖြင့်ကုသိုလ်မှတ်တမ်းစာလေးတိကျခွဲထားမယ်ဆိုရင်လည်းရတာပါပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းဆိုရင်လည်းဥပမာနေတိုင်းကိုအပြင်ထွက်တယ်ဆိုရင်တမင်မထွက်လည်းပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းနဲ့ဝင်အောင်ဆိုရင် ညနေပဲအပြင်ထွက်ပြီးလို့အိမ်ပြန်လာပြီဆိုတာနဲ့ကဲဒီနေ့ဖေဖေနဲ့မေမေစားဖို့အတွက်စုံမစားတုပ်လေးဝယ်လာပါတယ်ဖေဖေနဲ့မေမေစားဖို့အတွက်ဒီနေ့တော့ကော်ပြန့်ကြော်လေးဝယ်လာပါတယ်စသည်အဖြစ်နေတိုင်းနေတိုင်းအဖေနဲ့မေစားဖို့တစ်ခုမို့တစ်ခုဝယ်လာဝယ်လာတာလေးကိုကုသိုလ်မှတ်တမ်းစောက်ထဲမှာရေးထားမယ်ဆိုရင်တက်လိုက်ပြီလို့ပြန်ပေါင်းကြည့်လိုက်ဒီလအဖေနဲ့မေစားဖို့အတွက်ငါလူတဲ့ကုသိုလ်တွေကဘလောက်ဖို့တောင်ရှိသွားတယ်အများကြီးဖြစ်နေတာတွေ့ရလိမ့်မယ် မှတ်သားမထားဘူးဆိုရင်တော့လေပြ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 ဖြစ်သွားတာပေါ့တတိယတွေပဲထားအောင်တော့ပီတိလှိုင်းတဘောကသိပြီးတော့မပြင်းထန်ဘူးဒါကြောင့်ကုသမှတ်တမ်းစာအုပ်လေးထဲမှာစနေတကြမှတ်သားထားဖို့လိုပါတယ်တိကျစာအုပ်လေးနဲ့မှတ်ပြီးတော့ကုသမှတ်တမ်းမပြည့်စုံနိုင်ဘူးဆိုရင်လည်းပဲ ကိုဘာပစ္စည်းပဲသုံးသုံးကိုသုံးတဲ့ပစ္စည်းလေးနဲ့အလားတူပစ္စည်းဝတ္ထုလှူခဲ့ဘူးတာလေပြန်တတိယရင်လည်းပြုပြီးအောင်နဲ့ကုသပူနွေးသွားတာပါပဲဒါမှမဟုတ်ကိုကြုံတွေ့တဲ့မှာကိုထိတွေ့တဲ့မှာပစ္စည်းဝတ္ထုလေးတွေကြုံတွေ့တိုင်းကြုံတွေ့တိုင်းဒီပစ္စည်းဝတ္ထုလေးငါလှူခဲ့ဘူးတယ်လို့ပြန်တတိယရင်လည်းပြုပြီးအောင်နဲ့ကုသပူနွေးသွားတာပါပဲဆိုကြပါစို့ကိုကထမင်းစားတယ်ဆိုရင်ထမင်းစားနေရင်တန်လန့်နဲ့အော်ငါတန်ငါတော်တွေဆွန့်ကပ်ခဲ့ဘူးတယ်အော်ဘသူကိုတော့ထမင်းလှူခဲ့ဘူးတယ် ဘယ်သူကတော့ဘိုက်ဆန်နေတဲ့အချိန်မှာငါလှူကျွေးခဲ့ဘူးတယ်စသည်အဖြင့်ထမင်းစားတိုင်းထမင်းစားတိုင်းထမင်းလှူခဲ့ဘူးတာဆွမ်းလှူခဲ့ဘူးတာတတိယလိုက်ရင်လေပြူပြီးအဟောင်းနဲ့အမြဲတမ်းကုသပူနွေးသွားတာပါပဲရေတပ်နဲ့တောက်ရေသုံးရေလှူခဲ့ဘူးတာတတိယလိုက်ပေါ့ရေချိုးတိုင်းလည်းပဲချိုးရေလှူခဲ့ဘူးတာရေတွင်းရေကန်လှူခဲ့ဘူးတာပြန်တတိယလိုက်ပေါ့အဲ့တော့ရေချိုးနေရင်နဲ့ ရေလှူခဲ့မှုတဲ့ကုသိုလ်လေးပြန်တရီရလိုက်မယ်ဆိုရင်ရေချွန်းနေရင်တန်လန်းတဲ့ကုပဲရေအလူလောလောဆယ်လှူနေရတယ်လို့ဖြစ်ပြီးတော့ကုသိုလ်ပူနွေးသွားတာပဲအဝိဇ္ဇာအင်ကြီးလုံးကြီးလဲလဲတိုင်းလဲလဲတိုင်းဝိဇ္ဇာနဲ့ဝိဇ္ဇာတိုင်းလည်းပဲအင်ကြီးလုံးကြီးလှူခဲ့မှုတဲ့ကုသိုလ်လေးတွေ အဝိဇ္ဇာဆိုတော့သင်္ကန်းလှူခဲ့ဘူးတဲ့ကုသိုလ်လေးဒီပြန်တတိရလိုက်မယ်ဆိုရင်အဝိဇ္ဇာလဲနေရင်းနဲ့ကိုပဲကုသိုလ်ပူနွေးသွားတာပဲနောက်ဆုံးလက်သေးညှင့်ရင်တောင်မှလက်သေးညှင့်လှူခဲ့ဘူးတဲ့ကုသိုလ်လေးပြန်စဉ်းစားလိုက်ပေါ့မိဘကြောင့်နဲ့မှဥခွက်ပကံနေနဲ့ချက်ပြုတ်ကျော်တော်နေတယ်ဆေးကျော်နေတယ်ဥခွက်ပကံနေမြင်တိုင်းမြင်တိုင်းဥခွက်ပကံလှူခဲ့ဘူးတဲ့ကုသိုလ်လေးပြန်တတိရလိုက်ပေါ့တကယ်လို့မလှူဘူးသေးဘူးဆိုရင်လေသွားလှူလိုက်ပေါ့မလှူဘူးသေးတာတခုမှမရှိအောင်လှူထားမယ်ဆိုရင် ဘယ်ပစ္စည်းဝတ္ထုလေးပဲသုံးသုံးဘယ်ပစ္စည်းဝတ္ထုလေးပဲတွေ့တွေ့ဒီပစ္စည်းလေးလှူခဲ့ဘူးတွေဒီပစ္စည်းလေးဘယ်မှာလှူခဲ့ဘူးတွေ ਨੇ ပြန်တတိယပြီးတော့ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးသွားနိုင်ပါ रे အဲ့လိုအဖြစ်ပေါ့ကုသိုလ်မှတ်တမ်းလေးရေးထားနိုင်တော့ပူကောင်းတာပေါ့ကုသိုလ်မှတ်တမ်းလေးရေးတွေ့တိုင်းတွေ့တိုင်းသုံးတိုင်းသုံးတိုင်းသောပစ္စည်းကိုလည်းပစ္စည်းနဲ့ဆက်ဆက်ပြီးတော့လည်းပြုပြီးအဟောင်းနဲ့ပြန်တတိယပေါ့ကုသိုလ်မှတ်တမ်းရေးတဲ့အခါမှာလည်းပဲတိန်းတောင်းများစွာအကွန်ကြခံပြီးတော့အများကြီးလှူတဲ့ကုသိုလ်ကိုမှမှတ်တမ်းတရားမှမဟုတ်ဘူးတစ်ခါတရံမှာကိုမစားဘဲနဲ့ကိုမသုံးဘဲနဲ့ ဟိုခက်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 ဆွန့်လို့လူတန်းလဲရတဲ့ကုသိုလ်မျိုးလေးတွေကလည်းမှတ်တမ်းတင်ထားရတယ်။တစ်ခုနှစ်ခုဆိုရင်မမေ့ပြီမများတော့လို့ရှိရင်တော့မေ့သွားတတ်တယ်။မှတ်တမ်းလေးတင်ထားတော့မှပြန်ပြန်ဖတ်နိုင်။အော်ငါမစားပဲငါမသုံးပဲဘယ်တော့ငါဘု து ကိုလှူခဲ့ဘူးတာပါလား။ပီတိလေးတွေပြန်ဖြစ်သွားတာပေါ့။ဒါမှမဟုတ်သူတစ်ပါးရဲ့လိုအပ်ချက်သူတစ်ပါးလိုအပ်နေတဲ့အချိန်လေးမှာလိုအပ်ချက်နဲ့ကွက်တီးပြန်လှူလဲတဲ့ကုသိုလ်လေးတွေဟာအရေးအတွက်မများပြီမယ်ငွေကြေးအကုန်ကြမများပြီမယ်စိတ်ကိုအထူးပီတိဖြစ်စေတယ်။ ။ဟိုဒီဟိုခေတ်ကဒုထကံမဏိမင်းကြီးဆိုတာနာမည်ကြီးသာသနာပြုမင်းကြီးတစ်ပါးပါပဲ။အဲ့ဒါသူကသူ့ရဲ့ကုသိုလ်မှတ်တမ်းတွေကိုစာအုပ်ထဲမှာသိချပြုစုထားတယ်။သူသေးခံကြီးကြတော့ဒီဘာဝနာတွေလည်းဘယ်လို့မှပွားများလို့မရဘူး။အဲ့တော့သူ့ရဲ့အမတ်တယောက်ကိုသူ့ရဲ့ကုသိုလ်စည်းရင်းတွေဖတ်ခိုင်းတာပေါ့။အဲ့တော့သူကလည်းကြေဒီပေါင်းတစ်ထောင်ကျော်ကိုလှူခဲ့ဘူးတာ။မဟာစီရီလည်းတည်ခဲ့တယ်၊ပြည်ပသက်ကြီးတွေလည်းဆောက်လုပ်ခဲ့တယ်၊စသည်အားဖြင့်သာကြောင်းနိုင်ကြီးတွေလည်းဆောက်လုပ်၊သာသနာအတွက်တိမ်ပေါင်းများစွာကြေဒီပေါင်းများစွာလှူခဲ့တဲ့ကုသိုလ်တွေအများကြီးရှိတယ်။ ဒါပေမဲ့လို့အဲ့ဒီကုသမရဏီဖိုက်တာနားထောင်ရင်နားထောင်ရင်နဲ့သူအနှစ်သက်ဆုံးကုသကနှစ်ခုပဲအဲ့ဒီနှစ်ခုကဘာမှအကုန်ကြမများတဲ့အလှလေးတွေတခါတော့ဒီဟိုကျောင်းမှာဒုဗိခန္ဓရကကြီးဆိုင်အစာရေးဆိုင်ငောင်းမှုခံပါတဲ့ဘေးတင့်တော့တန်ဃာတော်တွေဆွမ်းကပ်ဖို့တော့ဘာမှဝယ်လို့ချမ်းလို့မရတော့ဘူးအဲ့ဒီမှာလည်းသူ့ရဲ့ငကနှစ်ဖက်ဟိုခြေခက်တုံးနဲ့ပြမစနာနှစ်ထောင်နှစ်ဖက်ပေါ့သူ့ရဲ့နားမှာပန်းစင်းထားတဲ့နှစ်ထောင်နှစ်ဖက်ကိုချွတ်ရောင်းပြီးတော့ရတဲ့ပတ်စံလေးနဲ့ဆက်ဆံ ဝယ်ပြီးတော့အဲ့ဒါဆက်ဆံယာကုလေးကြိုးပြီးတော့တန်ဃာတော်၅ပါးယဟန်တော်၅ပါးကိုဆွန့်ကတ်ခဲ့ဘူးလေဆက်ဆံဆွန့်လေးကတ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီကုသိုလ်လေးပီတိဖြစ်ဆုံးပဲနောက်တစ်ခုပီတိဖြစ်ဆုံးဒါနလေးကတော့ညီတော်တိတ်တမင်းနဲ့ဆစ်ဖြစ်တော့သူကဆစ်ရှုံးတော့ထွက်ပြေးရတယ်တော်တဲ့ထွက်ပြေးတော့သူရဲ့ဟိုအမတ်တယောက်ရဲ့မြင်းရဲ့၃ယောက်ပဲပါတော့ပေါ့တက်ရှိ၃ယောက်ပေါ့ အဲ့ဒီမှာ ਨੇ စားတော့အမကယူလာတဲ့ထမင်းတုပ်လေးတစ်ထုပ်တယောက်စားထမင်းတုပ်လေးကိုလေးပုံပုံလိုက်တယ်ဒေါက်တာကမ္မဏီမင်းကြီးကလည်းစားဥစားပြတန်ခါကိုမလှူဘဲနဲ့ဘယ်တော့မှမစားဘူးလीအဲ့တော့လေးပုံပုံတယ်တပုံကသူ့အတွက်တပုံကအမကြီးအတွက်တပုံကမြင်းအတွက်ကျန်တဲ့တပုံကယဟန်တော်ကိုလှူဖို့တော်တယ်မှာယဟန်ကလည်းမရှိတော့လောကမှာအလူခံပုဂ္ဂိုလ်ယဟန်တော်တွေရှိရင်ကြွားတော်မူကြပါဖိတ်မှန်လိုက်ရှောက်ထားလိုက်တော့ယန္တန်ရှင်မြတ်ကြီးတစ်ပါးကဒိဗ္ဗတော်ရအဘိညာဉ်နဲ့ကြားလို့ကောင်းငင်ခီကနေကြွားပြီးတော့အလူခံနေ အလူခံတော့ယဟန်တို့ဝေစုကိုလည်းလှူလိုက်တယ်သူစားမဲ့ဝေစုတပုံကိုလည်းလှူလိုက်တယ်သူမစားတော့ဘူးပေါ့လေအဲ့ဒါအမတ်ကလည်းလူမြင်းကလည်းလှူနေသူတို့စားမဲ့ဟာတွေကိုအကုန်လုံးမစားတော့မနဲ့စွန့်လွှတ်ပြီးတော့လှူတန်းလိုက်တယ်အဲ့ဒါလေးတဲ့ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာရေးထားတာဆိုတော့အဲ့ဒီကုသိုလ်လေးကလည်းသူအနှစ်သက်ဆုံးပဲအဲ့ဒါနဲ့နှောင်းတစ်ဖက်ဖြုတ်ပြီးတော့လှူခဲ့တဲ့ယဟန်၅ပါးကိုလှူခဲ့တဲ့ဆက်ဆန်ဆွမ်းအလှူလေးရေရိုးဆွမ်းမဟုတ်ဘူးနော်ဆက်ဆိုတဲ့ဆန်း ပြီးတော့ဆစ်ရှုံးစင်တော့ကကိုစားမဲ့ဓမင်းမစားတော့ဘဲနဲ့ရဟန်းတော်ကိုလှူခဲ့တဲ့ကုသိုလ်ရေအဲ့ဒီကုသိုလ်လေးနှစ်ခုပီတိဖြစ်ဆုံးဖြစ်ပြီးတော့အဲ့ဒီကုသိုလ်လေးတွေးပြီးတော့ပီတိဖြစ်နေတယ်အဲ့ဒီကုသိုလ်နှစ်ခုကိုအာယုံပြုရင်းနဲ့ပဲတုတိတာနတ်ပြည်ကိုတက်သွားပါတယ်ဒါပြုပြီးအောင်တဲ့ကုသိုလ်ပူနွေးဖို့ကုသိုလ်မှတ်တမ်းမှတ်ဖို့ဟာအင်မတန်အရေးကြီးတယ်တခါတည်းမှာသေခဏီးဆိုရင်တရားမှတ်တရားမှတ်ဆိုပေမဲ့တကယ်သေခဏီးကြတော့သတိပဋ္ဌာန်တရားတွေသမထတွေကလည်းပွားလို့မလွယ်ကူတတ်ဖို့အများစုကခုဒေါက်တာကမင်းကြီးဆိုရင်လည်း တခြားဘာဝနာတွေပွားများဖို့အရှင်မြတ်ဉာဏ်နဲ့ရှင်မြတ်ရဲ့ဘက်ကလည်းဘေးကနေတစ်ဖက်ဖက်လာပြောတာပဲဘလို့မှမရဘူးဒီဒါနကုသိုလ်လေးနှလုံးသွင်းလိုက်တော့မှစိတ်တည်ငြိမ်သမာဓိရပြီးတော့တုတိရဏပြည်တည်တက်သွားတာဘာဝနာကြီးပဲမရရအောင်လုပ်မယ်ဆိုရင်မဲနေတော့ဒေါသဒေါမနနဲ့တည်အပေလေးပုံပဲရောက်မှာပဲဒီတော့ဘာဝနာနဲ့သာလည်းဘဝကူးမယ်လို့ကြီးပဲမူတည်ချမှတ်ထားလို့မရဘူးဒါကြောင့်ဒါနကုသိုလ်လေးနဲ့လေကုသိုလ်ပူနွေးနေရမယ်သီလသမထဝိပဿနာတခြားကုသိုလ်တွေအားလုံးပဲပေါ့ ဲ့တော့ပြုစဲအစ်စ်နဲ့လည်းကုသိုလ်ပူလို့ရမယ်ဒီနေ့ကိုပဲကုသိုလ်အစ်စ်ကိုထပ်ပြုနေရမယ်မနေ့ပြန်မှာကုသိုလ်အစ်စ်ပြုရရှိရဆိုရင်လည်းမနေ့ပြန်ကြပါလိလောက်အောင်မယ်ဟာနောက်တစ်ပတ်ကျရင်လှူစရာကုသိုလ်တစ်ခုခုစီစဉ်ထားရဆိုရင်နောက်တစ်ပတ်ကျတော့ဘယ်လိုလှူအောင်မယ်ဘာကုသိုလ်ပြုအောင်မယ်နဲ့နောက်အနာကနီးနီးကပ်ကပ်မှာပြုစရာကုသိုလ်အစင်းစင်းရှိရဆိုရင်အဲ့ဒီကုသိုလ်အတွက်ကျူတင်ပြင်ဆင်ကျူတင်စီစဉ်ရဲ့နဲ့ကုသိုလ်တွေပူနွေးနေတယ်ကိုယ်စိတ်ဆင်မှာကုသိုလ်တက်တွေ245ဖြစ်နေတာကိုပဲကုသိုလ်ပူနွေးတယ်ခေါ်တာပါပဲအဲ့တော့အနာကနီးနီးကပ်ကပ်မှာလည်းပြုစရာကုသိုလ်အစ်စ်တွေအစင်းစင်းရှိနေရမယ် ေဆုံးမှာလောလောဆယ်မှာလည်းကုသိုလ်ပြုနေရမယ်ပေါ့အတိတ်နီနီကက်ကက်ပြီးခဲ့တဲ့နီနီကက်ကက်အတိတ်မှာလည်းပဲပြုပြီးသား ကုသိုလ်အစင်းစင်းရှိနေရမယ်ဒီနေရာမှာကုသိုလ်ကုသိုလ်နဲ့ပြောနေတာဒါနာကိုအဓိကထားပြီးပြောနေတာပါအဲ့ဒီလိုအပြင်ဒါနာကုသိုလ်ကလည်းအမြဲတမ်းပူနွေးနေရမှာပဲလူအများစုကသေခဏီးဆိုရင်တိလာတို့တမထဝိပဿနာတို့ ਨੇ သေဖို့သိမ့်မလွယ်ဘူးဒါနကတော့အာယုံထင်ရှားတာပေါ့ဒါကြောင့်တခြားတိလာတမထဝိပဿနာတွေဘလောက်ပဲလွတ်လို့ဒါနကောင်းမှုကလည်းလုတ်ကိုလုတ်ကြရမှာပဲတကယ်ကြီးတကယ်ပြီးကြတော့သူကအာယုံပြုတ်လို့ပူးလွယ်တယ်လေ ဲ့တော့သီလအနေနဲ့လည်းပဲမနက်ရထိုင်မနက်သီလနဲ့ငါးပါးသီလစောင့်တည်စောင့်တည်ပြီးတဲ့အချိန်ကစပြီးတော့လုံခြုံစောင့်ထင်းပြီးတော့အော်မနက်ကမျက်နှာသိပြီးကြတဲ့ယူထားတဲ့ငါးပါးသီလကုချင်းတိမြဲနေတယ်ကုချင်းတိမကြုံမပေါက်သေးဘူးနဲ့ဆင်ញင်ပြီးတော့ပီတိလေးဖြစ်သီလကုသိုလ်နဲ့ကုသိုလ်ပူနွေးနေတာပေါ့။သွားရင်လာရင်လုံရင်ကန်ရင်ဆိုင်ရင်တာရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့ပဲဖရာကုံတော်လေးပွားလိုက်မေတ္တာလေးပို့လိုက်အဆင်ပြေသလိုပေါ့ကုံတော်ပွားဖို့ဆင်ပြေရင်ကုံတော်လေးပွားမေတ္တာပို့ဖို့ဆင်ပြေရင်မေတ္တာလေးပို့ နာဒီဝတ္တိကဝင်လေးထွက်လေးလေးရှိဖို့အစဉ်ပြင်းဝင်လေးထွက်လေးလေးရှိသွားတာလာတာစားတာတောက်တာလှုပ်တာခိုင်းတာကိုယ်အမူအရာဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိဖို့အစဉ်ပြင်းဖြစ်တိုင်းလေးရှိလို့စိတ်အခြေအနေဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိမှတ်ဖို့အစဉ်ပြင်းဖြစ်တိုင်းလေးတတိပဌာန်ဤတိုင်းရှိလို့အဲ့ဒီလိုအဖြစ်ပေါ့လေဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေပြပြီးအဟောင်းနဲ့ရောပြုစဲအသည့်နဲ့ရောအမြဲတမ်းပူနွေးနေရမယ်ကိုယ်စိတ်စင်မှာကုသိုလ်တက်လေးတွေအမြဲတမ်းဖြစ်ပြီးတော့ကုသိုလ်ပူနွေးနေတယ်ဆိုရင် လောလောဆယ်မှာလည်း စိတ်တွေအေးချမ်းနေတယ်စိတ်တွေချမ်းသာနေတယ်စိတ်တွေပျော်ရွှင်နေတယ်စိတ်တွေတက်ကြွနေတယ်နေရထိုင်ရတာအင်မတန်ချမ်းသာတယ်ပီတိတွေဖြစ်ရတယ်ပေါ့ဟာဒီကိဥ္စရိကြောင့်နောက်ဘက်ကျတော့ဘာဖြစ်မှပဲညာဖြစ်မှပဲဆိုပြီးတော့ပီတိဖြစ်တာကိုဆူလိုတာမဟုတ်ပါဘူးကုသိုလ်ရဲ့တဘာဝတတိကိုကစိတ်ကိုအေးချမ်းစေတယ်စိတ်ကိုပီတိဖြစ်စေတယ်စိတ်ကိုနှစ်သက်ဝမ်းမြောက်စေတယ်ဒီတော့ကုသိုလ်ပူနွေးနေမှာဆိုရင်လောလောဆယ်မှာလည်းအသက်ထင်ရှားရှိနေစေမှာလည်းစိတ်အေးချမ်းရပါတယ် သေးတယ်ဆိုတာကလည်းနေလာလီပြန်သွားတာကိုပဲသေးတယ်ခေါ်တာနေလာလီစက်တက်စက်တက်ဖြစ်နေရကနေမနေရတော့တာကိုပဲသေးတယ်ခေါ်တာဆိုတော့အချိန်တိုင်းအချိန်တိုင်းကုသိုလ်တစ်ခုမဟုတ်တစ်ခုနဲ့ပူနွေးနေတယ်ဆိုရင်ကုသိုလ်တစ်ခုမဟုတ်တစ်ခုကိုအာယံပြင်းနဲ့ဖြတ်ခနဲ့ရက်လို့သေးသွားမယ်ဆိုရင်လေကုသိုလ်အာယံနဲ့သေးတဲ့တွေကောင်းရသူကြီးကိုသေးကြပါ့ရောက်မှာပါပဲအသေးလှတဲ့သူတွေဖြစ်ကြမှာပါပဲဒါကြောင့်အနေလဲလှအသေးလဲလှအနေလဲအေးအသေးလဲအေး အနည်းလဲကောင်းအသေးလဲကောင်းအနည်းလဲမြတ်အသေးလဲမြတ်အနည်းလဲပျော်အသေးလဲပျော်ဖြစ်ခြင်းနဲ့ဆိုရင်ပြုပြီးအဟောင်းနေနေလဲကုသိုလ်ပူနွေးနေပါစေပြုစေအစ်စ်နဲ့လဲကုသိုလ်ပူနွေးနေပါစေကုသိုလ်ပူနွေးအောင်ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက်မိမိတို့ရည်မှန်းတောင်းတတဲ့ဘောဓိဉာဏ်နဲ့တကွနိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဥစဉ်တို့ရဲ့ကုသိုလ်ပူနွေးနေပါစေဆိုတဲ့တရားကိုဒီနေရာမှာပဲဤကုန်းချုပ်ပါတော့မယ် အပမာဒီနာတံပါဒီထာအပမာဒီနာမမိမလျော့မပေါ့မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါဒီထာသီလသမာဓိပညာဥစ္စာသောသိခာသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း